ကျွန်တော်တို့ဒီတိုက်ကြီးဤဘေးတဖက်ရှိတကပောင်းမှနေ၍အိမ်ထဲသို့ဝင်ခဲ့ကြသည်အိမ်ရှိတကမကြီးကို အပြင်မှနေ၍တန်ကျူးနှချောင်းဖြင့်အသေးချီ၍ပိတ်ထားသည်အိမ်ထဲသို့ရောက်လျက်ရောက်ချင်းကျွန်တော်ပထမဆုံးသတိထားမိသည့်အရာမှာစောင်းကူလန်းချာအလုံးမောင်းမဲနေခြင်းပင်ဖြစ်၏တနေရာတွင်မိန်းကလေးချုံညိပြီးစိုက်ထားခဲ့ဟန်တူသောဖျောင်းနိုင်တိုင်ကိုတွေ့ရသည်မင်းကလေးသည်ဖျောင်းနိုင်ကိုကောက်ယူပြီးနောက်ထပ်ဆောင်ကူလန်ချားများကိုကြော်ဖြတ်ကာအလေကားတစ်ခုအတိုင်းတက်သွားလျက်ရှိ၏ ်သူနေရာရောက်ချိန်အထိအားလုံးသည်မောင်မဲလျက်ရှိ၏မိန်ကလေး၏လက်ထဲရှိဖျောင်းနိုင်မီအလင်းရောင်မှတပါအကြအလင်းရောင်ဟူ၍ဘာတစ်ခုမှမရှိနောက်ဆုံးတွင်ကျွန်တော်တို့သည်အခန်းတကန်း၏တကားပေါက်သို့ရောက်သွားကြသည်ကဲအထဲကိုဝင်ပြီးတော့ဟုမိန်ကလေးကကျွန်တော်အားလှမ်းပြောသည်နောက်ကပဲလိုက်မယ်ဟုကျွန်တော်ကရှက်စိတ်ဖြင့်ပြန်ပြောမိသည်ကြောင်ကက်ကက်လုံးမနေစမ်းတဲ့ကောင်းလေးငါကအဲ့ဒီအခန်းထဲမဝင်ဘူးဟုသူကပြန်ပြောပြီးကျွန်တော်ကိုပြောင်းသလိုလှောင်းသလိုလှုပ်ခါထွက်သွားသည် ဆိုရသည်မှာတခြားမဟုတ်ဖျောင်းနိုင်ကိုယူသွားခြင်းဖြစ်သည် အခြေအနေမှာအလွန်စိတ်မသက်သာပွေရာကောင်း၏ကျွန်တော်သည်မောင်မိုက်ထဲ၌တယောက်တည်းကြံခဲ့သည်ဖြစ်ရာအနေငယ်များကြောက်စိတ်ဝင်လျက်ရှိသည်ဒီတို့ပင်ဖြစ်စေကျွန်တော်အနေဖြင့်အခန်းတကားကိုခောက်ရမှာတပါအချာနီလန်မရှိတော့သဖြင့်တကားကို ခောက်လိုက်သည်အခန်းတွေကဝင်ခဲ့ဟုပြောလိုက်တဲ့ကြာရ၏ကျွန်တော်အခန်းအတွင်သို့ဝင်ခဲ့ပါသည် အခန်းမှာအတော်ကလေးကြီးမကျယ်ဝန်းသော အခန်းတစ်ခန်းဖြစ်ပြီးပြာဖျောင်းနိုင်ကြီးများထုံညိထားသဖြင့်အလင်းရောင်ကောင်းစွာရနေသည်နေဤအလင်းရောင်ကိုမူကားလုံးဝမမြင်ရပါအခန်းထဲရှိပြိဘောကပစ္စည်းများကိုမြင်ုံမြဖြင့်အမျိုးသမီးအလှပြင်ကမ်းမှန်သိတာသည် အခန်းထဲ၌အထင်ရှားဆုံးသောအရာတစ်ခုမှာရွှေနာကွတ်ထားသောအမှန်ကြီးတစ်ချက်တင်ထားသည့်မှန်တင်ကုန်ကြီးတစ်လုံးဖြစ်သည်။လာလာပါပါဖြစ်နေအောင်တခန်းတနာပြင်ဆင်ထားသည်ဖြင့်အခန်းထဲရောက်လျင်ရောက်ချင်းဤမှန်တင်ကုန်ကြီးကိုကျွန်တော်မြင်မိခြင်းဖြစ်ဟန်တူသည်။ အကယ်၍သာထိုမန်တင်ကုန်ကြီးရှိ၌အမျိုးသမီးကြီးတဦးမရှိခဲ့ပါမူကျွန်တော်အခန်းထဲရောက်သည့်နေ့တပိုင်းနက်အမန်တင်ကုန်ကြီးကိုအရင်ဆုံးမြင်ရပါသည်ဟုအတီအကြာပြောနိုင်စရာရှိသည်ယခုတော်မူထိုစကားကိုအခိုင်အမာပြော၍မရတော့ပါအပေကြောင့်ဆိုသောအမန်တင်ကုန်ကြီးရှိ၌အမျိုးသမီးကြီးတယောက်ထိုင်နေတော်ကြောင့်ပေသည် အမျိုးသမီးကြီးသည်မန်တင်ကုန်းရှိရှိလက်တင်ကလေးထိုင်းတလုံးတွင်ထိုင်းလျက်ရှိ၏သူသည်မန်တင်ကုန်းပေါ်သို့တံတောင်တစ်ဖက်ထောက်ကတံတောင်ပြစ်ထောက်ထားသည့်လက်ပေါ်သို့ဥကောင်းကိုမိတင်ထားသည်ကျွန်တော်တွေ့ဘူးမြင်ဘူးကဲ့သို့များအားလုံးတည်းတွင်အထူးဆန်းဆုံးသောအမျိုးသမီးကြီးဖြစ်၍နောင်တွင်လည်းသူ့လောက်ထူးဆန်းသောအမျိုးသမီးမျိုးကိုတွေ့ဘူးလိမ့်မည်မထင်ပါ အမျိုးသမီးကြီးသည်အလွန်အပူထိုက်သည့်အဖြူရောင်ပိုဖဲစာအဝတ်ထည်များကိုဝတ်ဆင်ထားသည်သူဖက်နှက်များမှလည်းအဖြူရောင်ပင်ဖြစ်၏သူသမီးများမှပွဲပွဲလုံများအဖြူနေပြီဖြစ်တော်လဲလက်ထမ်းမြည်စင်စဲသူတို့သမီးများဝတ်ဆင်ထားသည့်ဇာမျက်နှာဖုံးသည်စပယ်တွင်ညှိတွေကတွေ့လောင်းကြလျက်ရှိသည်သူတို့သမီးများသာပန်လေးရှိသည့်ပန်းများကိုလည်းတကောင်လုံးဝင်နေအောင်ပန်ထားသည်သူလည်းပင်နဲ့လက်များတွင်ဝတ်ဆင်ထားသည့်စိတ်ရွှေရတနာလက်ဝတ်လက်စားများသည်ကြပြောင်ပြောင်တလက်လက် အချို့သောရွှေငွေရတနာလက်ဝဲလက်စားများမှမူမှန်ကျင်ကုန်ပေါ်တွင် ပြန့်ကျဲလျက်ရှိသည်သူကိုကြည့်ရသည်မှာအဝတ်အစားများကိုလဲ၍ပြီးသေးဟန်မတူပေ။သူကောင်းမော်ရောက်နေသည့်ဇာမျက်နှာဖုံးသည်တို့လိုတန်လန်း။နိုင်နှင့်ဆွေချိုးကိုလည်းမဝစ်စင်ရသည်။ရည်စည်းစားဘဝများနဲ့အတူအတူလက်ဝဲလက်စားများလက်ကင်ဘဝနဲ့လက်အိတ်များ၊ပန်းတချို့နဲ့ဖျားရှိကိုစားအုပ်တအုပ်စသောပစ္စည်းပစ္စည်းများမှလည်းမှန်ရှိတွင်ဟိုတပုံဒီတပုံဖြစ်လျက်ရှိကြသည်။ ကျွန်တော်အနေဖြင့်ဤအရာဝတ္ထုများအားလုံးကိုတရိုင်နဲ့တစ်ချိန်နဲ့အတွင်မြင်ရခြင်းမဟုတ်ပါသို့တော်လည်းကျွန်တော်မျက်စိများနဲ့မြင်တွေ့လိုက်ရသမျှအရာအားလုံးသည်အဖြူရောင်ဖြစ်သင့်ပါလျက်အဖြူရောင်မဟုတ်တော့ပါအဖြူရောင်အဖြစ်တည်နေကြသည်မှာအနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်၍ယခုတွင်မူသူတို့၏မူလအယောင်သည် ကွဲပြောက်သွားခဲ့လေပြီအဖြူရောင်နေရာတွင်အဝါရောင်တန်းလျက်ရှိလေပြီ သူတို့သမီးဝတ်စံဝတ်ထားသောသူတို့သမီးမှလည်းသူဝတ်ထားသည့်အဝတ်များနဲ့သူပတ်ထားသည့်ပန်းများကဲ့သို့ပင်ညိုးရော၆တွေ့နေသည်ကိုကျွန်တော်မြင်တွေ့နေရ၏အဝေးအစားများအောက်ရှိဒုက္ခနာကိုတစ်ခုလုံးသည်နှုပြိုလန်းဆမ်းမှုကင်းမဲ့လျက်ရှိ၏နှုပြိုလန်းဆမ်းမှုကိုဟောက်ပတ်ဖြစ်နေသော သူမျက်လုံးများအတွင်၌သာမြင်ရတော့၏ တချိန်ကတော့အလွန်အချိုးအစားပြပြလှပတော့မိမငယ်တူဦးကိုခန္ဓာနဲ့ဤအဝတ်အစားများသည့်တင်းတင်းရင်ရင်ချက်ချက်ရရနဲ့အလွန်ချစ်ကောင်းလိမ့်မည်ဖြစ်သည်ရကူအကားတွင်မူကားတပြေပြေကျုံလီသေးကွေးကအယူပေါ်အရေးတင်မြတာကျန်တော်တီတုခန္ဓာကိုပေါ်ရှိအဝေအစားများသည့်ပွားတီပွားရောင်နှင့်တွဲလေကြလျက်ရှိကြ၏ တချိန်ကကျွန်တော်ရောက်ခဲ့ဘူးသည်ပျော်ပွဲရွှင်ပွဲအဖြစ်ဖွင့်ထားသောယာယီဇီပွဲတစ်ခုတွင်ပြဖျောင်းရုပ်တစ်ခုကိုကျွန်တော်မြင်တွေ့ခဲ့ဘူးသည်ယခုကျွန်တော်မြင်တွေ့နေရသည့်မိမကြီးသည်ထိုစဉ်ကကျွန်တော်တွေ့ခဲ့ဘူးသည် ပြဖျောင်းရုပ်ထူနှင့်အယိုးစုတို့ကိုပေါင်းစပ်ဖွဲ့စည်းထားသောလူတစ်ယောက်နှင့်တူလျက်ရှိ၏ သူတို့ကလုံးတွင် အသက်ဝင်လှူရှားလေးရရှိသည့်အရာမှာနတ်မောင်သောမျက်လုံးများသာဖြစ်သည်အကယ်၍သာကျွန်တော်အွန်လိုင်းမည်ဆိုပါကထိုမျက်လုံးအစုံကကျွန်တော်အားကြီးလိုက်သောအချိန်တွင်အလန့်တကြားထား၍အော်မိပေလိမ့်မည် နေကဘသူလဲဟဲ့မိမကြီးကမေးသည်ပစ်ပါခမညာဘယ်ကပစ်လဲဟဲ့မစ္စတာဘဘေချူကကစားဖို့လှုပ်လိုက်တဲ့ကောင်းလေးပါခမညာရှေ့နာကျိုးခဲ့စမ်းငါကြည့်ရအောင်ဒီအနာထီကျိုးခဲ့ ကျွန်တော်သူ့ရှိတဲ့တဲ့သူရှောက်သွားသည်သူမျက်လုံးများကိုရင်ဆိုင်မကြည့်ရတဲ့ဖြင့်ကျွန်တော်မျက်နှာကိုဘေးသူလွဲပယ်ထားသည်သူအခါကြမှာပင် သူ့ပတ်ဝန်းကျင်မှာအရာဝတ္ထုများကို အသေးစိတ်မြင်ရသည်မတင်ကုန်ပေါ်၌ရှိနေသည့်သူအိတ်ဆောင်နိုင်သည့်9နာရီထိုးဖို့မိနစ်20အလိုတွင်ရက်လျက်ရှိပြီးအခန်း၌နိုင်ရတခုပေါ်၌ချိန်ထားသောနာရီကြီးမှလည်း9နာရီထိုးဖို့မိနစ်20အလိုမှာပင်ရက်လျက်ရှိသည်ကိုတွေ့ရသည် ငါကိုကြည့်စမ်းဟုမစ္စဟေဗီရှန်ကပြောသည် မင်းကမွေစားလောက်ကလေးကနေကိုလုံးဝမကြည့်ပဲနေလာတဲ့မိမကြီးတယောက်ကိုမင်းမကြောက်ဘူးလားဟင်မကြောက်ဘူးခမရဟုကျွန်တော်ကအလိန်ပြောသည်ယခုကဲတို့အလိန်ပြောရသည့်အတွက်စိတ်တော်မကောင်းပါအခုငါလည်းနဲ့ထိထားတဲ့နေရာမှာဘာရှိလဲသိလားမစ္စဟေဗီရှန်က သူ့လက်နှစ်ဖက်ကိုတစ်ဖက်ပေါ်တစ်ဖက်ထပ်ခါဘယ်ဘက်ရင်အောင်ပေါ်တွင်တင်၍မေးသည်"သိပါရဲ့ခမ။ငါအခုဘာကိုလက်နဲ့ထိထားသလဲ။နှလုံးခမ။" ကွဲနေပြီတည်လာသူသည်ဤစကားကိုအလွန်စိတ်အားထက်သန်စွာဖြင့်အလေးအနက်ချ၍ပြောခြင်းဖြစ်သည်နာလေရန်ခက်ခဲသောအပြုံးကိုလည်းမြင်ရသည်သူအပြုံးတွင်ဝါကြားလိုသည့်အရေးအငွေ့ပင်ပါတရောင်ရောင်ရှိသည်ထို့နောက်သူသည်လက်များကိုထိုးနေရအပေါ်၌အတန်ကြာမြတ်တင်ထားပြီးအလွန်နှေးကွေးလေးလန့်စွာဖြင့်ပြန်၍ဖယ်လိုက်သည်ငါညီငွေလာပြီဟုမစ္စဟေဗီရှန်ကပြောသည် ငါအနေနဲ့အပြောင်းအလဲလိုချင်တယ်။ယောက်ျားကြီးတွေမိန်းမကြီးတွေနဲ့ကတော့ဆက်ဆံခဲ့ရဘူးလို့စိတ်ကုန်နေပြီ။ကဲကစားစမ်း။ဤပဝင်းချင်တွင်ဤအလုပ်မျိုးကိုလှုပ်ဖို့စိတ်ခိုင်းချင်ခံရသည့်အခါကျွန်တော်မှများစွာအခက်အခဲဖြစ်လျက်ရှိသည်။ကျွန်တော်ကမကောင်း၍သာမနိုင်ဝင်ကိုထန်ခိုင်းခံရခြင်းဖြစ်သည်ဟုယူဆမိပါသည်။တကားတလေငါကောင်းထဲမှာအမတန်အော်နှလုံးနာစရာကောင်းတဲ့စိတ်ကူးတွေပေါ်လာတတ်တယ်ဟုသူကဆက်ပြောသည် ်အခုလဲကစားနေတာကိုကြည့်ချင်တဲ့စိတ်ကူးတစ်ခုရှိနေလို့ဟဲ့ကဲဟိုးကိုတော့စိတ်မရှိတော့သည့်အမှုအရာဖြင့်သူညာဘက်လက်ကိုရမ်းပြသည် ကျွန်တော်အနေဖြင့်ဘာလို့ရမည်မသိဖြစ်ခါကြောင်တက်တက်ဖြင့်ရက်နေမိသည်ကျွန်တော်လုံနေပုံကိုကျွန်တော်အမသာတိလိုက်လျင်ဟူသောအတွေ့ဝင်လာသည့်အခါကြောက်စိတ်ပါဝင်လာသည် ကျွန်တော်ခေါင်းထဲသို့ပောက်တက်ကြရစိတ်ကူးတစ်ခုဝင်လာသည် မစ္စတာဘဘဲချူဤမြင်းရထားမောင်းနေသည့်ပုံစံမျိုးဖြင့်ဤအခန်းထဲတွင်လှည့်ပတ်ပြေးနေရလည်းရဲ့ကောင်းလီမလားသူတော်လည်းအခန်းထဲ၌လက်ပတ်ပြင်းနေလျက်မဖွဲမရာဖြစ်နေမိကိုတွေးမိသည်ဖြင့်သူစိတ်ကူးကိုစွန့်လွတ်လိုက်ရ၏ဤသို့ဖြင့်ကျွန်တော်သည်ထိုနေရာ၌ရက်ခါမစ္စဟေဗီချန်ကိုငေးကြည့်နေမိသည်သူကလည်းကျွန်တော်ကိုပြန်ကြည့်လျက်ရှိသည်တယောက်မျက်နှာတယောက်အတန်းကြာဆူဆူဆိုင်ဆိုင်ကြည့်နေပြီးကမှမစ္စဟေဗီချန်ကဟဲ့ကောင်းလေးနေစိတ်ကောက်တတ်သလား ခေါင်းကမာရတလာဟု မေးသည်ကျွန်တော်စိတ်မကောက်တတ်ပါဘူးခမညာကောင်းလေမမာတတ်ပါဘူးကျွန်တော်အခုချက်ချင်းမကစားနိုင်တဲ့အတွက်အစ်စ်မကောင်းပါဘူးခမညာတကယ်လို့ကျွန်တော်မကစားလို့အတိုင်းမဲဆိုရင်ကျွန်တော်အမကကျွန်တော်ကိုဒုက္ခပေးတော့မှာပါဒါကြောင့်မို့လို့ခိုင်းနေအတိုင်းကျွန်တော်ကစားချင်ပါတယ်ဒါပေမဲ့ဒီနေရာကကျွန်တော်အတွက်နေရာသေးဖြစ်နေပါတယ်အလွန်ထူဆန်းပြီးအလွန်တည့်ရခန့်ညားတဲ့နေရာလည်းဖြစ်နေပါတယ်ဘာလို့ရမှန်းမသိနိုင်လောက်အောင်စိတ်ညစ်နေတဲ့အတွက် ကျွန်တော်စကားပြောလိုက်သည်မှာအများသွားပြီဟုထင်မိသဖြင့်စကားကိုဆက်မပြောဝင်ပေဖြစ်နေသည်။နှစ်ယောက်သာဆော့ဆော့ကပုံစံအတိုင်းတယောက်ကိုတယောက်ကြည့်နေမိကြပြန်၏။ကျွန်တော်ကိုစူးစူးဆိုင်ဆိုင်ကြည့်နေသော မစ္စဟေဘီရှန်၏မျက်လုံးများသည်တနေရာသို့လွှဲပြောင်းသွားသည်။သူသည် သူ့ကိုယ်ပေါ်မှအဝတ်အစားများကိုငုံကြည့်သည်။ပြီးတော့အမှန်တင်ကုန်ကိုကြည့်သည်။ထို့နောက်အမှန်ကြီးထဲ၌ထင်ဟပ်နေသော သူ့ရုပ်ကိုသူပြန်ကြည့်နေသည်။ အဲသူ့အတွက်တော့တိတ်ပြီးအစ်စ်အစမ်းဖြစ်နေမှာပေါ့ဟုရေရွတ်သည်ငါအတွက်ကတော့ဟောင်းလာပါပြီဒါပေမဲ့ငါတို့နှစ်ယောက်စလုံးအတွက်တော့စိတ်ညစ်စိတ်ရှုပ်စရာကြီးပါဟဲ့ကောင်လေးအက်စတလာကိုခေါ်လိုက်စမ်းမစ္စဟေဗီရှန်သည်မှန်ကြီးထဲမှသူ့ရုပ်ပုံလွှာကိုကြည့်နေပြန်သည်သူ့ကိုယ်သူလည်းစကားပြောနေသည်ဟုထင်၏ထို့ကြောင့်ကျွန်တော်သည်သူခိုင်းသည့်အတိုင်းမလုပ်ဘဲဆက်၍ရက်နေမိသည်အက်စတလာကိုခေါ်လေကျွန်တော်ဘသူဖြက်ကနေလှည့်ကြည့်ပြီးချက်ခိုင်းပြန်သည် ဲ့ဒါကိုတော့မင်းလုံနိုင်ပါတယ်အက်စတဲလာကိုသာခေါ်လိုက်စမ်းပါတကနာကနေပြီးခေါ်လိုက်ကိုမနေဘူးတော့အင်ဂျီတအိအီဆောင်ကူးစင်းတန်ကြအမောင်ကြီးမဲကြီးတဲ့နိုင်ရက်နေ၍ကျွန်တော်အပေါ်၌လုံးဝအချင်းအမြင်ကြီးပုံမရတော့မင်းကလေးတယောက်၏အမည်ကိုဖိတ်ခေါ်နေရသည့်အလုတ်သည်ဆိုရသောအလုတ်တခုဟုထင်မိသည်တို့တော်လဲနောက်ဆုံးတွင်မိကလေးဤထူးထန်ကိုကြားလိုက်ရပြီအမောင်တို့ကြားအတိုင်းလာနေသောကျယ်ပွင့်တပွင့်နဲ့တူသည့်ဖျောင်းနိုင်မီရောက်တလက်လက်ကိုလှမ်းမြင်ရလေသည် Miss Havisham က Estella အားသူ့အနာသူ့လာရန်လက်ဟန်ချေဟန်ပြ၍ခေါ်သည်သူနာအမတ်တေကုံပေါ်မှာလဝဲလက်စားအချို့ကိုယူပြီးအက်စတလာဤရှင်ပန်းနှင့်အလွန်လှပသောအညူရောင်သမင်းများတွင်ကပ်၍ကြည်သည်တနေ့ကြာညီးပိုင်မဲ့ပစ္စည်းတွေကွယ်ညီးကောင်းကောင်းအသုံးချရမဲ့ပစ္စည်းတွေပေါ့ကဲဟောဒီကောင်းလေးနဲ့ဖဲကစားတာကိုငါကြည့်စမ်းပေးရစီရောဒီကောင်းလေးနဲ့လားဘာပြုလို့ကစားရမှာလဲသူကအောက်တန်းစားအလုတ်ကျန်သမားလေးပဲ မစ္စဟေဗီရှန်ဤနှုတ်မှာအခတ်တူတူရေရွတ်တန်ကိုကျွန်တော်ကြားလိုက်မိသည်ထင်၏။သို့တော်လည်းဟုတ်ဟန်မတူပါ။ကျွန်တော်နားကြားလွဲခြင်းဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ကဲပါလေဒါရီထားလိုက်ပါတော့။ညီနှလုံးသားကိုတော့ကိုယ်အောင်လုံနိုင်ပါပါ။ဟဲ့ကောင်လေးနေပါကစားတတ်လေ။အက်စတဲလာကကျွန်တော်အားအလွန်အမင်းအထင်အမြင်သေးသည့်မျက်နှာသာဖြင့်ကြည့်ပြီးမေးသည်။နှစ်ယောက်တွေဖဲကစားနီးတော့ကစားတတ်တယ်။အေးဟုတ်ပြီအဲ့ဒါပဲကစားကြဟု မစ္စဟေဗီရှန်ကအက်စတဲလာအားလှမ်းပြောသည်။ ဤသို့ဖြင့်ကျွန်တော်နှင့်အက်စတလာတို့ဖဲကစားကြသည်ထိုကဲ့သို့အေးအေးဆေးဆေးထိုင်၍ကစားနေသည့်အခါကျမှပင်အိတ်ဆောင်နိုင်နှင့်တိုင်ကပ်နိုင်မှအစားအခန်းတွင်ရှိအရာရာတိုင်းရက်ဆိုင်နေကြသည်မှလွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကဖြစ်သည်ကိုကျွန်တော်နားလည်လာသည် Miss Heavy Chan သည်ဆော့ဆော့ကကောက်ကင်ထားသည့်လက်ဝေရဏများကို သူယူခဲ့သည့်နေရာတွင် ပြန်၍ချထားလိုက်သည်ကိုကျွန်တော်သိထားလိုက်မိ၏ အက်စတဲလာဖဲကိုင်နေ gait တွင်ကျွန်တော်သည်အမတ်ကျင်ကုန်ဘတ်သို့တစ်ချက်များကြည်လိုက်မိသည်တချိန်ကအဖြူရောင်ဖြစ်ပြီးယခုအဝါရောင်ဖြစ်နေသောမှန်တင်ကုန်ပေါ်မှဖက်နှက်တစ်ဖက်သည်ယခုအချိန်အထိအဆွေးမြေပေါက်ပြေခြင်းမရှိသေးပေ။ကျွန်တော်မျက်စိများသည်ဖက်နှက်မရှိသောမစ္စဟီဗီရှန်၏ခြေတစ်ဖက်ပေါ်သို့ရောက်သွားသည်။ထိုကြောင့်နိုင်စတာသည်ပိုးသားခြေအိမ်မှမူပေါက်သည့်နေရာကပေါက်၍ပြေးသည့်နေရာက ပြေးနေလေပြီ။ အခန်းထဲရှိမြေနေရသမျှသောအရာဝတ္ထုတိုင်းသည်အယောင်အစင်ကိမဲ့လျက်ရှိကြသည်။ထိုနီတူစွာပင်မစ္စဟီဗီရှန်ဤကိုယ်တော်မှသူတို့သမီးဝိဆုံမှလည်းတောက်ပခြင်းကိမဲ့နေကြလေပြီ။မစ္စဟီဗီရှန်ဤကိုယ်ပေါ်မှာသူတို့သမီးဝိဆုံသည်ကျွန်တော်မျက်စီထဲတွင်အလောင်းထုတ်သည့်အဝိကြီးနှင့်တူလျက်ရှိလေသည်ကျွန်တော်တို့ဖဲကစားနေကိုက်တွင်မစ္စဟီဗီရှန်သည်လူသေးကောင်းတကောင်းတပွဲမလုံမရှက်တောင်းတမမှန်ချီထိုင်နေသည် တို့သမီးဝစ်စုံဤဇာနာများနှင့်ကလာနာများသည်ဆက်ကူချက်များတပ်ဖွဲ့မာခောက်ခောက်ဖြစ်နေကြလေပြီ။ရှင်းနှင့်ပေါင်းများစွာကမြုံနှံထားခဲ့သောလူသည်အလောင်းများကိုတူဖို့ရသည့်အခါအလောင်းဤအောက်ရောက်သည့်နေ့တပြိုင်နက်အမုံများဖြစ်သွားကြသည်ဟုသောအကြောင်းများကိုကျွန်တော်သိရှိနားလည်ခြင်းမရှိခဲ့ပါ။တူပါလျက်နှင့်ပင်မစ္စဟီဘီရှန်သည်နေဤတဘာဝအလင်းရောင်နှင့်ထိတွေ့ရပါကချက်ချင်းအမုံဖြစ်သွားလိမ့်မည်ဟုကျွန်တော်တွေးမိပါသည်။ ဒီကောင်လေးနဲ့တော့အလိုက်တာဖဲချက်ကိုတောင်မှအမှန်အောင်မခေါ်နိုင်ဘူးနေကိုဂျက်ဘလို့ခေါ်နေတယ်ပထမဝင်မပီးခင်လေးမှာပင်အက်စတလာကကျွန်တော်အားကဲရဲ့ရှုပ်ချတော့လေးတန်ဖြင့်ပြောသည်လက်တွေကလည်းကျန်လိုက်တာအလုံးပဲဖက်နှက်တွေကလည်းအထူးကြီးတွေအရင်အရင်ကဆိုလျင်ကျွန်တော်လက်များအတွဲရှက်စရာကောင်းမှန်းမသိခဲ့ပါရကူကြတော့လေကျွန်တော်လက်များကို အလွန်ရှက်စရာကောင်းလောက်အောင်ကြံတန်းတီလက်များဟုထင်လာသည် ကျွန်တော်အပေါ်၌ဌာနေတော်သူဤရုံရှာဆက်ဆုပ်စိတ်သည်အလွန်ပြင်းထန်လာသည်ဖြစ်ရာထိုစိတ်သည်ချက်ချင်းပင်ကျွန်တော်ကိုကူးဆက်လာသည်မိမိကိုယ်ကိုမိမိရုံရှာဆက်ဆုပ်ခြင်းသည် ကျွန်တော်ရင်ထဲ၌ဖြစ်ပေါ်လာလျက်ရှိ၏ပထမပွဲတွင်အက်စတေလာကနိုင်သည်ဖြင့်ဒုတိယပွဲတွင် ကျွန်တော်ဖဲခံရသည် သူကကျွန်တော်လုပ်ပုံကိုင်းပုံကိုစောင့်ကြည့်နေတဲ့ဖြင့်ကျွန်တော်မှာဖဲကူမှာဖျောက်မြောက်တန်းတန်းမဝေတတ်တော့ပဲအယောင်ယောင်အမားမှာအပြစ်လည်းရရှိ၏သူအကအက်စတလာကကျွန်တော်အားညံ့သည်အဖြစ်သည်အာသည်စသဖြင့်အပြစ်တင်ရှုတ်ချခြင်းပြုသည် ကျွန်တော်တို့ဤကစားပွဲကိုထိုင်ကြည့်နေသောမစ္စဟေဗီရှန်ကဟဲ့မင်းကတော့သူ့ကိုဘာမှပြန်မပြောပါလားဟုမှတ်ချက်ချသည် သူကဖြင့်မင်းကိုကဲ့ရဲ့နေလိုက်တာအရာစီရာကိုမရှိတော့ဘူးဒီလောက်ကြီးဖိဖိနှိမ့်နှိမ့်အပြောခံနေရတာတော့မင်းဘက်ကဘာမှပြန်မပြောဘဲကိုကဲမင်းသူ့ကိုဘယ်လိုထင်တယ်လဲပြောစမ်းကျွန်တော်ကတော့မပြောချင်ပါဘူးဟုအစ်တီထင်ကောဖြင့်အပြေပေးလိုက်သည်ငါ့ကိုတူတူကလေးပြောစမ်းဟုဆိုက မစ္စဟီဘီရှန်ကသူ့နာတစ်ဖက်ကိုကျွန်တော်စီတို့ငုတ်ပေးသည် သူက အလွန်မာနကြီးတယ်လို့ထင်တာပဲဟု ကျွန်တော်ကတူတူကလေးပြန်ပြောသည်တခြားကိုပြောစရာရှိသေးလားနောက်ထပ်ရော သူဟာလူတစ်ဖက်သားကိုအလွန်စော်ကားမော်ကားလှုပ်ချင်တယ်။သူအကမစ္စေဘီရှန်ကကျွန်တော်အားအလွန်အလောမနှင်းမြူသည့်မျက်နှာထားဖြင့်ကြည့်နေသည်။နောက်ပြီးတော့ရောကျွန်တော်အိပ်ပြန်ချင်တဲ့ခင်ဗျာ။မင်းပြောတော့သူတိတ်လာတယ်ဆို။သူနဲ့နောက်ထပ်မတွေ့ချင်မမြင်ချင်တော့ဘူးလား။သူကိုကျွန်တော်နောက်ထပ်တွေ့ချင်တယ်မတွေ့ချင်ဘူးဆိုတာကတော့ကျွန်တော်မပြောတတ်သေးဘူးဒါပေမဲ့အခုတော့ကျွန်တော်အိမ်ပြန်ချင်တယ်မကြခင်ပြန်ရမှာပါကွယ်ဟုမစ္စေဘီရှန်ကပြောသည်ပွဲပြီးအောင်တော့ကစားလိုက်ပါဦး ပထမတွင်မစ္စေဘီရှန်သည်ပြုံးမှုစူးစားသည်သို့တော်လည်းသူအပြုံးသည် အပြုံးနှင့်မတူသောအပြုံးဖြစ်၏အလွန်ဝေခွဲရခက်သောအပြုံးဖြစ်သည် တကယ်တော့မစ္စေဘီရှန်ဤမျက်နာသည် ပြုံး၍မရနိုင်တော့သည့်မျက်နာဟုကျွန်တော်ထင်သည် သူမျက်နာသည်စိုးရိမ်တော့ကနဲ့တစ်ဖက်သားအပေါ်မယုံကြည်စိတ်များကိုသာပေါ်ပြနေသောမျက်နာဖြစ်၏သူဘဝတွင် သူနှင့်ဆက်ဆက်ပြီးဖြစ်လာခဲ့သမျှအရာအားလုံးသည်သူဘဝကိုတပံပြန်၍နလန်မထူနိုင်အောင်ပင်ဖြစ်စည်းနှိမ့်ဆက်ခဲ့ဟန်တူ၏သူဦးကောင်းသည်အမြဲတစေငိုင်းဆိုင်ကြလျက်ရှိသည် စကားပြောလျင်လည်းတူတူကလေးပြောသည် သူကိုခန္ဓာသည်စိတ်ရောကိုယ်ပါဆေရွေမရနိုင်လောက်အောင်ကြာဆုံးနေသည့်အရေးလက္ခဏာကို ဖော်ပြလျက်ရှိသည်အလွန်ပြင်းထန်သည့်ထိုးနှက်ချက်တစ်ခုအောင်ရောက်နေရသည့်နေရှိသည်ခြုံကြည့်လိုက်လျင်ရှင်လျက်နှင့်တည်နေသည့်ပုံစံမျိုးဖြစ်လေသည် ကျွန်တော်ဒီအက်စတယ်လာနဲ့ကစားနေတဲ့ပွဲကိုလက်ဆက်သက်သွားသည့်အချိန်ကစားသည်ပွဲတိုင်းတွင် သူကချင်းအနိုင်ရလေရာနောက်ဆုံးတွင်သူသည်အလွန်စိတ်ပြည့်သည့်အမှုအရာဖြင့်ဖဲချက်အားလုံးကိုစပွဲပေါ်သို့ပစ်ချလိုက်လေသည်မင်းကူကဘယ်ရက်လောက်မှ နောက်ထပ်တစ်ချိန်တွေ့ရမလဲဟုမစ္စဟီဗီရှန်ကအရေးရွတ်သည် နေဦးငါစဉ်းစားလိုက်ဦးမယ်ကျွန်တော်ကယနေ့ဗုဒ္ဓဘူးနေ့ဖြစ်ကြောင်းပြောလိုက်မိသောအခါမစ္စဟီဗီရှန်ကစိတ်မရှိသည့်ဟန်ဖြင့်သူညာလက်ကိုရမ်း၍ဟန်သည် ဟဲ့အက်စတဲလာသူ့ကိုပြန်ပိုးလိုက်စားကြရလေးတစ်ခုခုလည်းကျွေးလွှတ်လိုက်အောင်စားရင်တောက်ရင်နဲ့အိမ်ဝင်တဲ့ရှောက်ကြည့်ခြင်းရင်လည်းကြည့်ပါစေကဲသွားတော့ပေကျွန်တော်ဒီဖျောင်းနိုင်ပြီးရောက်သွားရနောက်မှတကောက်ကောက်လိုက်ရသည်ရှေးမှဖျောင်းတိုင်းအစင်းတိအခါဆင်း၍တက်တိအခါတက်ရသည်ကျွန်တော်တို့ဝင်လာခဲ့သည့်နေရာသို့ရောက်သောအခါအက်စတဲလာကရှေ့မှပိတ်၍ရပ်နေသည် သူတကားမဖွင့်မချင်းနောက်မှရရွေးစောင့်နေရတော့ကျွန်တော်ကောင်းနေတို့ညာကြီးမင်းကြီးတွေ၌ရက်နေရသည်ဟုသော အတွေ့ဝင်လာပါသည်သည်တကားပွင့်သွားသည်နှင့်တပြိုင်နက်အပြင်မှအလင်းရောင်သည်တိုးဝေဝင်ရောက်လာသည် နေဤအလင်းရောင်နှင့်ထိတွေ့ရသောအခါကျွန်တော်စိတ်သည်နဝေတိန်တောင်ဖြစ်လျက်ရှိ၏အလွန်ထူးဆန်းသောအခမ်းအနရှိဖျောင်းနိုင်မီအောင်အောက်တွင်နိုင်ပေါင်းများစွာနေခဲ့ရသည်ဟုသောခံစားမှုမျိုးသည်ကျွန်တော်ရင်ထဲတွင်ဖြစ်ပေါ်နေစေ။ဟဲ့ကောင်းလေး နေဒီနေရာကနေစောင့်နေအောင်ဟုအက်စတဲလာကပြောပြီးတကားကိုပြန်ပိတ်ခါအတွင်သူဝင်ရောက်ပြောက်ွယ်သွားသည်တယောက်တည်းကြံရည်သည့်အခါကျွန်တော်သည်အလွန်ကြမ်းတမ်းလာသောကျွန်တော်လက်များနှင့်အောက်တန်းချလာသောကျွန်တော်ဗနက်များကိုတေချာစွာကြည့်နေမိပါသည် သူတို့ကိုကြည့်ရသည်မှာစိတ်ချမ်းသာစရာမရှိပါရှခင်ကကျွန်တော်အားဒုက္ခပေးခဲ့ကြတော့ဤလက်များနဲ့ဤဖဏများသည်ယခုအခါတွင်အလုံးမဖွဲရသောအရာများအဖြစ်ဖြင့်ကျွန်တော်အားစိတ်စင်ရဲအောင်လှုပ်လျက်ရှိကြလေပြီ။အိမ်ပြန်ရောက်ပါကဖဲချက်နမေများကိုမှန်မှန်ကန်ကန်ခေါ်တတ်သောအောင်တင်ပေးဖို့ဂျူးအားအပူကက်မြည်ဟုကျွန်တော်ဆုံးဖြတ်လိုက်သည်။ အက်စတယ်လာနဲ့ကစားခဲ့စဉ်က နေဘူးခေါ်ရမိဖဲချက်များကိုချက်ဟုကျွန်တော်မား၍ခေါ်ခဲ့မိသည်မှာရှက်စရာကောင်းသည်မဟုတ်ပါလားမိတို့မင်းဖြစ်စေဂျိုးကကျွန်တော်အားရှင်ကြီးဖွဲ့ရသောလူကြီးလူကောင်းတယောက်ဖြစ်အောင်တင်ပေးစေခြင်းသောဆန္ဒပြင်းပြလျက်ရှိ၏ကျွန်တော်ကိုယ်တိုင်ကလည်းရှင်ကြီးတိမ်မွေသောလူတအူဖြစ်လာအောင်အားထုတ်ခြင်းစိတ်ပြင်းလျက်ရှိလေသည် နောက်တစ်ခဏအကြာတွင်အက်စတလာသည်ပေါင်မိုးအမေသားကျော်နှင့်ဘီယာမခွက်တစ်ခွက်ကိုယူ၍ပြန်ရောက်လာသည် သူသည်လက်ထဲမှဘီယာခွက်ကိုကြောက်တုံးများပေါ်ချထားလိုက်ပြီးပေါင်မိုးနှင့်အမေသားကျော်ကိုလှမ်းပေးသည် ပေးပုံပေးနည်းမှာယိုယိုတန်တန်မဟုတ်အလွန်အော်နှလုံးနာသည့်မျက်နှာသာဖြင့်ကျွန်တော်မျက်နှာကိုလုံးဝမကြည့်ပဲလှမ်းပေးခြင်းဖြစ်ရာအခွေးလေးခွေးလေးတကောင်ကိုအစာကျွေးနေပုံနှင့်တူလျက်ရှိ၏ ကျွန်တော်စိတ်သည်ထိခိုက်ခြင်း၊နာကျင်ခြင်း၊စိတ်ဆိုးခြင်း၊ဒေါသဖြစ်ခြင်းနှင့်ဝမ်းနည်းခြင်းစသောခံစားမှုများကိုတစ်ချိန်တည်းတစ်ပြိုင်တည်းခံစားလိုက်ရ၏။ဤခံစားမှုဝေဒနာကို လူအများနာလေအောင်ကျွန်တော်ဖော်ပြနိုင်စွာမရှိပါ။ဖရာသခင်ကသာလည်းဤဝေဒနာဤအမည်ကို ဖော်ပြနိုင်စွာရှိပါလိမ့်မည်။ ်မြည်တို့ပင်ဖြစ်စေကျွန်တော်စိတ်သည်ထိခိုက်နာကြီးလွန်အားကြီးသည်ဖြင့်မျက်ရည်များဆူလာသည် ကျွန်တော်မျက်လုံးများတွင်မျက်ရည်များဆူလာနေသည်ကိုမြင်လိုက်ရသောအစတေလာသည်ကျွန်တော်မျက်နာကိုဂယုတဆိုင်ကြည့်လျက်ရှိသည်သူလုံလိုက်၍မျက်ရည်စုံမရိမ့်မိသည်ဖြင့်အက်စတင်လာသည် အလွန်ဝမ်းသာအားရဖြစ်သည့်လက္ခဏာကို ဖော်ပြလျက်ရှိသည်။ဤအရေးလက္ခဏာကိုရိပ်စားမိသောကျွန်တော်သည်စူလာနေသော မျက်ရည်များကို ထွက်၍ကြမလာအောင် ထိန်းထားလိုက်ပါသည်။ သို့တော်လည်းသူသည်ကျွန်တော်အလုံးအမင်းစိတ်ထိခိုက်သွားသည့်ကိုတေချာပေါက်သိနေသဖြင့်မတီလေးစားမျက်နှာသာဖြင့်တချက်များကြည့်ကကျွန်တော်အနာမှထွက်သွားလေသည်အစတဲလာထွက်သွားသည့်နေ့တပြိုင်နက်ကျွန်တော်သည်ကျွန်တော်မျက်နှာကိုလူမမြင်သာအောင် ပုံကွယ်နိုင်မည့်နေရာတစ်နေရာကိုရှာသည်။နောက်ဆုံးတွင်ဘီယာချက်ဆက်ယုံ၏အဝင်တကားဂိတ်တစ်ခုနောက်သို့ဝင်ကလျံရန်ကိုလက်တစ်ဖက်ပြင်ချောက်၍ထိုလက်ပေါ်သို့ခေါင်းတင်ပြီးရှိုက်ကြီးတငယ်ငိုကြွေးနေမိလေ၏။ ။မူနေကိုက်တွင်ကျွန်တော်ဒီနိုင်ရန်ကိုခြေတော်ဖြစ်ကံခြင်း၊သပင်းများကိုစောင့်ဆွဲခြင်း၊စသည်များကိုပါပြုလုပ်မိသည်။ခန်းစားရသည်မှာပြင်းထန်လွန်အားကြီးသည့်ဖြင့်ယခုကဲ့သို့လုံမိလုံရာကို ပြုလုံမိခြင်းဖြစ်ပါ၏။အမှန်အတိုင်းဝေခံရမည်ဆိုပါကကျွန်တော်အမအီအုတ်ထိန်မှုသည်ကျွန်တော်အားစိတ်ထိခိုက်လွယ်သောကလေးတစ်ယောက်အဖြစ်သို့ရောက်စေခဲ့သည်။ ကလေးငယ်များဤဘဝသည် အလွန်ချင်းမြောင်းသောကဘာလေးတစ်ခုဖြစ်သည့်အားလျော်စွာမိသူကအဆောင်ရှောက်ကျွေးမွေးထားသည့်ဖြစ်စေမတရားမှုအပြုခံရလျင်အလွန်အတိလွင်မြင်လွယ်ယုံမြမကစိတ်ကလည်းတိတိတသာခံစားရတတ်သည်မတရားမှုတစ်ခုသည်မိမြပင်တည်ဖွဲ့စေကားမှုသူခံစားရသည်သာ ဖြစ်၏တကယ်တော့ကျွန်တော်သည်လူမှန်သူမှမသိတတ်သေးသည့်ကလေးဘဝကလေးကအကြောမသက်ဖြစ်ပေါ်လာနေသည့်မတရားမှုနှင့်ရင်ဆိုင်ခဲ့ရသူဖြစ်သည် ကျွန်တော်စကားပြောတတ်သည့်အရွယ်သို့ရောက်သောအခါကျွန်တော်အမားအစိတ်အပြောင်းအလဲမြင်မှုများနိုင်ထက်စီနှင့်ပြုမှုများနှင့်တပတ်တန်နှိတ်ကုံမှုများအောက်သို့ပြပြရောက်ခဲ့ရ၏ဤသို့ဖြင့်ကျွန်တော်သည်ကြောက်တတ်သောစိတ်ထီးခိုက်လွယ်တတ်သော သူငယ်လေးတစ်ယောက်အဖြစ်သို့ရောက်လာခဲ့ရလေသည်ပြာကျဆက်ယုံနိုင်ရန်ကိုခြေထောက်ဖြင့်ကန်ခြင်း၊သပင်များဆောင်ဆွဲခြင်း၊စသည်များကို ပြုလုပ်လိုက်ရသဖြင့်ကျွန်တော်စိတ်သည်အတော်ကလေးတက်တာရရသွားသည်။ ကျွန်တော်ဒီအင်ဂျီလက်မောင်းဖြင့်မျက်နာကိုတုပ်လိုက်ပြီးဂိတ်တကာနောက်ွယ်မှာအပြင်သို့ပြန်ထွက်လာခဲ့သည်။ပေါင်မုံနဲ့ပီးဟာသည်ကျွန်တော်တကူလုံးကိုလွေထွေသွားစေုံများမကလမ်းဆန်းသွားစေသည်။ချက်ချင်းလိုလိုပဲကျွန်တော်စိတ်သည်ပြန်လဲ၍ရွှေလန်းတက်ကြွလာခဲ့လေသည်။စယုံဝင်းသည်လူသူကိမဲ့ကတိတ်ဆိတ်ချောက်တွေလည်းရရှိသည်ခက်ကွေကွေဖြစ်နေသောဝက်လုံးထိတ်တွင်ခြိထားသည့်ခိုအိမ်သည်လေတိုက်တိုင်းတလှုပ်လှုပ်ဖြစ်လည်းရရှိသည် အကယ်၍သာခိုအိမ်တွင်၌ခိုများရှိမည်ဆိုပါကသူတို့ကိုသူတို့ပင်လယ်ပြင်လိုင်းလုံးများပေါ်ရောက်နေသည်ဟုထင်ကြပေလိမ့်မည်သူတို့လည်းခိုအိမ်ထဲမှာခိုတကောင်မှမရှိမြေဆောင်ထဲ၌လည်းမြေတကောင်မှမရှိဝါချန်ထဲတွင်လည်းဝါတကောင်မှမရှိကိုယ်တော်ထဲတွင်ဘာပစ္စည်းမှတူလောင်ထားခြင်းမရှိစင်ရည်နဲ့နဲ့ကစုံနဲ့များကိုလည်းမရ အယက်စီကြီးများတဲ့တွင်ပြီးရလည်းမရှိစက်ယုံမှအတုံးပြူခဲ့သည့်ပစ္စည်းများနဲ့အနံ့များသည့်စက်ယုံခေါင်းတိုင်မှနောက်ဆုံးထွက်ခဲ့သည့်မိကိုများနဲ့အတူလေထဲ၌လွတ်တက်ခါအခုံးအငွေ့များဖြစ်ကြကုန်ပြီထင်၏စက်ယုံဘေးတစ်ပတ်ရှိဝေးချံတစ်ခုအတွင်တွင်မူဘီယာစီအလွတ်ကြီးများဟိုတလုံးဒီတလုံးဖြစ်ကပြန့်ကျဲလျက်ရှိသည်ထိုစီကြီးများအတွင်မှအချင်းဆုပ်ဆုပ်ပုတ်အဲအဲအနံ့များသည့်ထွက်လာနေစေ ဆက်ယုံဤနောက်ဘက်ဝင်းချံအဆက်နာတွင်မူဥဒတိုင်းတစ်ခုကာရန်ထားသောဥယင်တစ်ခုရှိသည်ဥဒတိုင်းမှာဟောင်းနှံအုံမင်းလာပြီပြီဥဒတိုင်းသည် အမြင့်ကြီးမဟုတ်တော်လဲအပေါ်ရောက်အောင်အတော်ကြီးအားဆိုင်၍တက်ရသည်ကျွန်တော်သည်ဥဒတိုင်းပေါ်မှနေ၍ဥယင်တဲသို့ငုတ်ကြည့်မိသည်ဥယင်မှာ အင်ကြီးမှာစိုက်ပြူထားသောဥယင်ဖြစ်ဟန်တူ၏ရကူအကားတွင်မူဥယင်တစ်ခုလုံးကိုပင်ခြုံပင်မြက်ပင်များဖုံးလွှမ်းလျက်ရှိနေလေပြီ ။ဆိုပြေးစိမ့်လန်းနေသောထိုချုံပင်မြက်ပင်များကြားတွင်လူသွားလမ်းလေးတလမ်းရှိရာရကူးချိန်အထိတစုံတယောက်သောပုဂ္ဂိုလ်ကထိုလမ်းကလေးကိုအမြင်မပြတ်အသုံးပြုနေသည့်အရေးအခြေများတွေ့နေရ၏။ကျွန်တော်လမ်းကြည့်နေသည့်အချိန်မှာပင်အက်စတယ်လာသည်ထိုလူသွားလမ်းလေးအတိုင်းကျွန်တော်အားကြောခိုင်း၍ရှောက်သွားလျက်ရှိသည်အက်စတယ်လာသည်နေရာအနှံရှောက်သွားနေသည်ဟုချင်မိ၏ စစောကကျွန်တော်ဒီဘီယာစီလူကြီးများသားတို့ရောက်ခဲ့သေးရာထိုစဉ်ကလည်းအက်စတလာဒီစီကြီးများဤတစ်ဖက်တော်ထိမ်မှလျှောက်သွားလျက်ရှိသည်ကိုမြင်ခဲ့ရ၏သူအချင်းကလည်းသူဒီကျွန်တော်ကိုကြောက်ခိုင်းရသွားနေခြင်းပင်ဖြစ်၍သူဤလပါသောသဘင်များကိုဖားလျာချကသူလက်နှစ်ဖက်တို့တစ်ချက်ကလေးမှပင်လှဲ့၍ကြည့်ပေါ်မရကျွန်တော်လမ်းမျောကြည့်နေခိုင်းမှပင်သူဒီကျွန်တော်မျက်စိအောက်မှပျောက်သွားခဲ့၏ကျွန်တော်ဒီဘီယာချက်သည့်အခန်းကြီးထဲသို့ဝင်ခဲ့သည် အခန်းကြီးမှာပြရာချက်သောအခန်းဖြစ်သည်ဖြင့်အလွန်ကျေဝန်းသောအခန်းကြီးဖြစ်သည်ပြရာချက်သည့်ပစ္စည်းကရိယာတစားပလာများမှလည်းယခုချိန်အထိရှိနေစေပင်ဖြစ်၏ကျွန်တော်သည်တကဝါမှရက်ခါမှုန်ကုတ်ကုတ်ဖြစ်နေသောအခန်းကြီးကို တောင်းကျူတောင်းကြားမကျန်ရှောက်ကြည့်နေမိသည်သူအပိုင်းမှာပင်အက်စတလာသည်မိမရှိတော်သည့်ဘီယာချက်လို့သောဖိုးကြီးများချာမှဖြတ်လျှောက်ကတန်လေကားတစ်ခုအတိုင်းတက်ပြီးဆံကူလန်တစ်ခုအတွင်သို့ဝင်သွားသည်ကိုမြင်လိုက်ရပြန်လေသည် ကျွန်တော်ဤနေရာ၌ရက်နေသည့်အခိုင်အတန့်တည်ငါအချိန်အတွင်းမှာပင်အလွန်ထူးဆန်းသောအရာတစ်ခုပေါ်ပေါက်လာခဲ့၏ထိုစဉ်ကကျွန်တော်မြင်လာရသည့်အရာကို အလွန်ထူးဆန်းသောအရာတစ်ခုဟုယူဆခဲ့မိ၏နောက်နှစ်ပေါင်းများစွာကြာသည့်အခါတွင်လည်းထိုစဉ်ကကျွန်တော်မြင်လာရသည့်အရာကိုအလွန်ထူးဆန်းသောအရာတစ်ခုဟုယူဆခဲ့မိ၏နောက်နှစ်ပေါင်းများစွာကြာသည့်အခါတွင်လည်းထိုနေ့ထိုရက်ထိုအချိန်ကမြင်ခဲ့ရသည့်အရာကိုအလွန်ထူးဆန်းသောအရာတစ်ခုဟုပင်ထင်ဆဲဖြစ်ပါသည် ထိုစဉ်ကအစလီလာသွားရဘက်သို့မျောကြည့်နေမိတော့ကျွန်တော်မျက်လုံးများသည်ကျွန်တော်ဘယ်ဘက်ပြီးရှိကျွန်တော်နဲ့အလန့်များစွာမဝေးတော့အဆောက်အုံကြီးဤဒေါင်းတောင်အတွင်မှတက်တာရမကြီးစီသို့ရောက်သွားသည်ထိုအခါတွင်လေပင်၌ကျိုးကွင်းစွက်ကရမကြီး၌တန်လန်ဖြစ်နေသောကျိုးဆွေးချထားသည့်လူတယောက်၏ပုံတံကိုမြင်လိုက်ရပါသည်။တန်လန်ဖြစ်နေသူ၏ကိုယ်ပေါ်မှအဝတ်အစားများမှအဝါရောင်တန်းနေသည့်အပြူရောင်အဝတ်အစားများဖြစ်၍ခြေထောက်တွင်လည်းဖဏတစ်ဖက်သာရှိ၏။ အယောင်အစင်ပြက်ပြင်းနေပြီဖြစ်သောကာဝေကလနာစာများကိုထင်ရှားပြတ်သားစွာမြင်နေရ၏။မျက်နှာမှာမစ္စဟေဗီရှန်၏မျက်နှာပဲသည်။သူလှူရှားနေပုံမှာကျွန်တော်အားအလန်းခေါ်ရန်ကြိုးစားအားယူနေသည်ဟန်မျိုး။ဆစောကဤနေရာ၌ဘာတစ်ခုမှမရှိသည့်အဖြစ်ကိုကျွန်တော်အခိုင်အမာ ပြောနိုင်၏။သူပါလျက်နှင့်ဤနေရာဤပုံတရံကို မြင်လိုက်ရသောအခါပြေထန်သောကြောက်စိတ်သည်ဖြတ်ခံနေဝင်လာသည်ကျွန်တော်သည်ချက်ချင်းမင်းနောက်သူလှည့်ကတရောတော်ပါပြေးလာသည် ထို့နောက်မစ္စဟေဗီရှန်အတွက်စူရီစဲဝင်လာပြန်သည်ဖြင့်ကျွန်တော်မြင်ခဲ့ရသည့်ပုံသဏ္ဍာန်စီတို့ပြန်ပြေးလာခဲ့မိပြန်၏သို့တော်လည်းကျွန်တော်စောစောကမြင်ခဲ့ရသည့်လူသည်ထိုနေရာ၌လုံးဝမရှိတော့သည့်အဖြစ်ကို မြင်လိုက်ရသည့်အခါတွင်မူကားကျွန်တော်ဤထိတ်လန့်ကြောက်ရွံ့မှုသည်စောက်တီးရမရလောက်အောင်ဖြစ်သွားခဲ့ရလေပြီ။ ဒုတိယအကြိမ်ထိလိုက်တကြပြေးထွက်လာခဲ့မိသည့်ကျွန်တော်သည်စီနေများဖြင့်မှုံမိုင်းလျက်ရှိသောကောင်းငယ်ခြံဝင်းကြီး၏တကားရှိမှဖြတ်တန်းသွားလာနေကြသည့်လူများကိုမြင်တွေ့နေရပါလျက်နေပေအကြောက်မပြေပါကိုကိုကိုမချိန်နိုင်လောက်အောင်ကြောက်လန့်နေစေပင်ဖြစ်ပါသည် ကျွန်တော်အားခြံတကားဖွင့်ပေးရန်အတွက်တော်ရွယ်ကြီးကံ၍ရောက်လာနေသောအက်စတလာကိုမြင်မှပင်ကြောက်စိတ်ပြေးသွားကြရ၏အကယ်၍အက်စတလာအနေဖြင့်ကျွန်တော်ကြောက်ရွံ့ထိတ်လန့်နေသည့်အဖြစ်ကိုသာသိတော်ပါမူထိတ်လန့်ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည့်အကြောင်းအရင်းကိုသူပြောပြနိုင်လိမ့်မည်ထင်ပါသည်အက်စတလာသည် ကျွန်တော်ရှိမှဖြစ်အသွားတွင် ကျွန်တော်မျက်နာကိုတစ်ချက်မြအကြည့်တော်သည်သူအကြည့်မှအောင်းနိုင်သူတူဦးဤအကြည့်မျိုးဖြစ်၏ သူဒီတကားကိုဖွင့်ပေးပြီးကျွန်တော်အပြင်သို့ထွက်တာအောင်တကားတစ်ချက်ကိုကိုင်းပေးထားသည် ကျွန်တော်ကသူ့ရှိမှဖြဲ့၍ထွက်သည်သူမျက်နာကိုငှဲ့ဆောင်၍ပင် မကြည့်ပါသူကကျွန်တော်ကိုလက်တစ်ဖက်ဖြင့်လှမ်းတူသည် နေဘာပြုလို့မငိုတာလဲမငိုခြင်းလို့ပေါ့နေငိုပါတယ်ဟုသူကပြောသည်နေငိုထားတာငါသိပါတယ်ဟော အခုလဲချက်ကိုအောင်တော့မယ်မဟုတ်လား မခံလေးစားနိုင်လောလားသည့်လေးတန်ဖြင့်အားရပါရရှိသည်ပြီးတော့ကျွန်တော်ကိုတုံးထုတ်လိုက်ပြီးဝင်းတကားကြီးကိုတော့ခတ်လိုက်သည် ကျွန်တော်ဒီမစ္စတာဘဘေချူဤနေအိမ်သို့လျှောက်လာခဲ့ပါသည်အိမ်တွင်မရှိဟုသိလိုက်ရသည့်အခါကျွန်တော်စိတ်သည်များစွာပေါ်ပါသွားသည် မစ္စဟေဘီရှန်ဤအိမ်သို့နောက်တစ်ချိန်ကျွန်တော်လာရအောင်မည်နေ့ရက်ကိုမစ္စတာဘဘေချူအားပြောပြရန်သူတို့ပဲဆိုင်တိုင်းအားမှာခဲ့သည် ထို့နောက်လေးမိုင်ခရီးမြောက်กว่าဝေးတော့ကျွန်တော်တို့ဤပပဲဖို့တို့ ကျွန်တော်တယောက်တည်းပြန်လာခဲ့သည်ကျွန်တော်ယနေ့မြင်တွေ့ခဲ့ရသမျှအားလုံးကိုတလန်လုံးပြန်၍စဉ်းစားလာမိ၏ကျွန်တော်သည်အောက်တန်းစားအလုတ်ကျန်းသမားလေးတူလက်များကလည်းအလွန်ကြမ်းတမ်း၏ဖက်နှက်များကလည်းထူလွန်လာ၏ဖဲကျက်အမည်များကိုလည်းမှန်အောင်မခေါ်တတ် ကျွန်တော်ဒီအသိပညာအလွန်ကင်းမဲ့သည့်လူတရားဟုကိုကိုကိုထင်မိသည်အားလုံးချုံ၍စဉ်းစားလိုက်မည်ဆိုပါမူကျွန်တော်ဒီအလွန်နှိမ့်ချပြီးအောက်တန်းကြသောဘဝရဲ၌ကျင်လည်ချက်စားနေရသူတူဖြစ်ချေသည်